ရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Data Entertainment Channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့လာမယ့် UFC Flyweight တန်း Champion လိုပဲမှာကျွန်တော်ရဲ့ Chin Fighter League Joshua Van ကိုချောက်ကွက်နဲ့ပွဲသိမ်းပြမယ်ဆိုပြီးကြုံရလိုက်တဲ့ Legend Champion Alexandre Pantoja ရဲ့အကြောင်းကိုပြည်သက်တွေစီတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာလာမယ့်ဒီဇင်ဘာလ9ရက်နေ့မှာဆို UFC က UFC 323ပြိုင်ပွဲကြီးကိုကျင်းပသွားတော့မှာဖြစ်ပါတယ်အဲဒီပြိုင်ပွဲကို Las Vegas မှာကျင်းပသွားမှာဖြစ်ပါတယ် အဲ့ဒီပြိုင်ပွဲမှာဒုတိယခေါင်းပွဲနေရာကနေကျွန်တော်တို့ချင်းဖိုင်တယ်လီဂျော့ရှွာဘန်က UFC ရဲ့ Flyweight တန်ချန်ပီယံအလက်ဇန်ဒီပန်ဒိုတာနဲ့ချန်ပီယံခမလူမွေရင်ဆိုင်ထိုးသက်ရမှာဖြစ်ပါတယ်ဂျိုရှွာဘန်တို့တော့အတိတ်ပဲပေါင်းများစွာပြင်းထန်နေတဲ့ပွဲတစ်ပွဲကိုချင်းဆိုင်ထိုးသက်ရမှာဖြစ်ပါတယ်။ဂျိုရှွာဘန်တို့တကယ်ကိုစိန်ခေါ်မှုကြီးမားလွန်းတဲ့ပွဲချန်တွေဖြစ်တယ်လို့ပထမအဦးဆုံးပြောဆိုလို့ရှာပါတယ်ခင်ဗျာ။ ။ဘာကြောင့်လဲဆိုတော့ချင်းဖိုင်တာတွေက UFC ကိုရောက်ရှိလာပြီးနှစ်နှစ်ကျော်ကာလအတွင်းမှာပဲတရှိန်လုံးအောင်မြင်မှုတွေရရှိလာတာဖြစ်ပါလိမ့်။ UFC မှာပွဲစဉ်ပေါင်းများစွာထိုးသက်ထားခဲ့ပြီးချားကျွန်ဆိုင်တယောက်ကိုသာမထင်မှပဲရှုံးပေးခဲ့ရပူတာပါ။ကျန်တဲ့ပွဲတိုင်းကိုအားလုံးကို Joshua Van ကနိုင်မွေးယူပြထားတာပါ။နောက်ဆုံးထိုးတက်ခဲ့တဲ့ပွဲမှာဆိုလေ Brandon Rivera လို့ number 1ကိုနေနေရက fighter ကို short notice နဲ့ဝင်ရောက်ပြီးထိုးတက်ပေးခဲ့သည့်တိုင်အောင်အကောင်းဆုံးပုံစံနဲ့နိုင်မွေးယူပြနိုင်ခဲ့တာဖြစ်ပါလေ။ အဲ့ဒီပွဲဆိုရင် Fight of the Night တတ်မှတ်ခံရတဲ့အပြင် Fight of the Man Fight of the Year စကားတင်စင်းနေတီပါပါဝင်လာတဲ့ပွဲချမ်းတစ်ပွဲဖြစ်ပါတယ်။အဲဒါမှမဟုတ် Fan ရဲ့ဂုံဒွတ်တွေကလည်းနေရာတိုင်းမှာ Holy တချို့ချို့ကိုဖြစ်နေကြတာပါ။မြန်မာပြည်ကနေပေါ်ထွက်လာတဲ့ Chain Fighter လေးကလာမယ့်ဒီဇင်ဘာလကျရင် MMA လောကမှာဂုံတွက်ကြီးမားလွန်းတဲ့ UFC ရဲ့ Flyweight Champion စင်ခေါ်ပွဲကြီးမှာ Champion ကပတ်ကြီးကိုစွတ်ခိုးခွင့်ရရှိတော့မှာ။ဒါကြောင့် Joshua Van Dwet တကယ်ကိုစင်ခေါ်မှုကြီးမားလွန်းတယ်လို့ပြောဆိုလို့ရပါတယ်ခင်ဗျာ။ သူနဲ့ထိုးသက်ရမယ့်ပြိုင်ပွဲဖြစ်တဲ့အလက်ဆန်ဒီပန်ဒိုဂျာကလည်းစွမ်းဆောင်ရည်အပြင်တော်တော်လေးကောင်းမွန်လို့နဲ့ဘရာဇီးဝိုင်ယံဖိုက်တာကြီးဖြစ်ပါတယ်။ UFC မှာလည်းချန်ပီယံခပတ်အချိန်ရင်ပေါင်းများစွာကာကွယ်ထားပြီးသားဖိုက်တာဖြစ်ပါတယ်။ UFC Flyweight တန်းရဲ့ Number 1 to 10ဖိုက်တာအားလုံးကိုလည်းဖြုတ်ပြထားပြီးပြီလို့တော့ပြောလို့ရပါတယ်။အဲ့လိုမျိုးဖိုင်တာနဲ့တွေ့ရတဲ့အတွက်ကြောင့်မလို့ဂျော့ရှာဗန်တက်လည်းလေကူနေတာမျိုးမဟုတ်ပါဘူးလက်ရှိချန်ပီယံကြီးကလည်းသူနဲ့ဂျော့ရှာဗန်ထိုးတက်ရမှာသူ့အတွက်စင်ခေါ်မှုအရင်ကကြီးမားတဲ့အကြောင်းပြောဆိုသွားပါတယ် ဘယ်လိုပြောဆိုသွားတယ်လဲဆိုတော့ပန်တိုဂျာကဒီဘက်မှာအကဲဂျော့ရှော့ဗန်သာရှုံးနေသွားခွင့်ရင်ထွေထွေထူးထူးပြဿနာမရှိနိုင်မိမယ်။သူသာရှုံးနေသွားခဲ့ရင်တော့သူ့အတွက်ချန်ပီယံခပတ်ဆိုတာနောက်တစ်ကြိမ်ပြန်လည်ရရှိဖို့အလားအလာအတော်လေးနေသွားပြီဖြစ်တဲ့ကြောင့်ချန်ပီယံကြီးကမိမောင်းဖို့ပြသွားတာဖြစ်ပါတယ်။အလက်ဇန်ဒီပန်တိုဂျာပြောခဲ့တဲ့အတိုင်းပဲဂျော့ရှော့ဗန်သာအကဲဒီဘက်မှာရှုံးနေသွားခဲ့ရင်ထွေထွေထူးထူးကိစ္စကြီးရှိမနေပါဘူး။ ။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ချင်းဖိုက်တာတွေကအခုမှအသက်23နှစ်ရွယ်ပဲရှိသေးတာဖြစ်ပါတယ်။တစ်ချိန်တည်းမှာဒီချန်ပီယံတရကူကြီးကဖန်စီကိုစိုက်စိုက်မဲမဲကိုရောက်ရှိလာအောင်ပါပါ။တို့ပေမဲ့ချန်ပီယံအလက်ဇန်ဒီပန်တိုဂျာကသာဒီချန်ပီယံလူပွဲမှာရှုံးနေသွားရင်သူ့အတွက်ဒီချန်ပီယံကပတ်ကြီးကနောက်တစ်ချိန်ရရှိလာဖို့ဆိုတာတော်တော်လေးကိုယာကိုင်လို့နည်းသွားပါပြီ။ချန်ပီယံကြီးကလက်ရှိအချိန်မှာအသက်35နှစ်အရွယ်တောင်ရောက်ရှိနေပြီဖြစ်ပါတယ်။ flyweight တန်းရ35နှစ်ဆိုတာကြာနေပြီဖြစ်တဲ့အရွယ်လို့ပြောလို့ရပါတယ်။ဒါပေမဲ့ပန်ဒိုဂျာကတော့ကြာနေတယ်လို့ကျွန်တော်တို့ကသတ်မှတ်ထားလို့မရသေးပါဘူး။လက်ရှိချိန်ကစွမ်းဆောင်ရည်ကောင်းပေါင်းများစွာကိုချပြထားနိုင်တဲ့ချန်ပီယံကြီးတစ်ယောက်ဖြစ်ပါတယ်။ Fighter နှစ်ယောက်လုံးကလည်းလက်ရှိချိန်မှာပွဲကျိုစကားသံလေးတွေထုတ်လွှင့်လျက်ရှိနေကြပါပြီ။ဒီနေ့ကတော့ Joshua Van ကသူ့အနေနဲ့ Alexander Pandoja ကိုတတိယအချီဒါမှမဟုတ်နောက်ဆုံးအချီမှာအလဲထုံးနဲ့ပွဲသိမ့်မယ်လို့ကြုံဝါထားပါတယ်။ဒီဒီချိန်မှာတော့ Alexander Pandoja ကလည်း ဂျောရှွာဘန်ကသူ့တက်ရင်ဆိုင်ရတာခက်ခဲတဲ့ဖိုင်တာဖြစ်ပေမဲ့သူ့အနေနဲ့ဂျောရှွာဘန်ကိုလေမင်းချုပ်ကရေနက်ကချုပ်နဲ့ပွဲသိမ်းပြမယ်ဆိုပြီးအခုလိုမျိုးကြုံသွားသွားခဲ့ပါတယ်ခင်ဗျာဂျောရှွာဘန်ကိုဖိုင်တာနဲ့ထိုးရတာစင်ခေါ်မှုကြီးတယ်ဆိုတာခင်ဗျားတို့အားလုံးတန်တရားဖြစ်နေစရာကိုမလိုတာပါဒီအကြောင်းကိုကျွန်တော်ကကောင်းကောင်းကြီးသိထားပြီးသားပါဒါမဲ့ကျွန်တော်ကလေ MMA လောကမှာနှစ်ပေါင်း20ကျော်လောက်တောင်တွေ့ကြုံရှိနေပြီးသား Wayne Fighter တယောက်လို့ပြောလို့ရပါတယ်။ကျွန်တော်မှနီးပြကောင်းပေါင်းများစွာလည်းရှိပါတယ်။ဒါမဲ့ဒီချာတီလေးကလည်း K တဲ့ Fighter မဟုတ်ပါဘူး။ ူကအခုမှအသက်23နှစ်ပဲရှိသေးတာပါငယ်ရွယ်တဲ့တွက်လက်တဲ့အနိုင်ရဖို့အတွက်လည်းအမျိုးကိုစာလောင်မသိနေတဲ့ကောင်းလေးပါဒါကြောင့်ဒီပွဲကကျွန်တော်တို့ကခက်ခဲမယ်ဆိုတာမြည်တိနှက်ခံမလွဲပါဘူးဖန်မာကကောင်းမွန်လုံးနဲ့တိတ်တောင်း defense တွေရှိနေပါတယ်ပါဝါကလည်းတော်တော်လေးကိုကောင်းတာပါခင်ဗျားတို့မြင်တဲ့အတိုင်းပဲနောက်ဆုံးပွဲမှာ Brandon Rivera ကိုလှုပ်ပြသွားတော့ကျွန်တော်ပြင်မျက်လုံးတော့ကျွတ်ထွက်တော့မလို့ပါပဲအဲ့လောက်ထိအံအားသင်ခဲ့ရတာပါဒါမဲ့ဒီချာလီလေးကအတွက်တော့ဒီပွဲကလွယ်မှာတော့မဟုတ်ပါဘူး ျွန်တော်ကဘလူးဖိုင်တာလဲဆိုတာသူ့ကိုနည်းနည်းလေးပညာပေးချင်ပါတယ်။အကဲရခံမှန်းထားလို့ရရင်ကျွန်တော်ဂျိုရှာဗန်ကိုရီယန်နက်ကချုပ်နဲ့ပွဲသိမ်းချင်ပါတယ်။အကောင်းဆုံးကြိုးစားထိုးသက်သွားမယ်ဆိုပြီးပြိသက်တွေကိုဂရီပေးပါတယ်ဆိုပြီးလက်ရှိ Flying Wing နဲ့ Champion Alexander Pantoja ကပွဲချုပ်စကားတဲ့အနေနဲ့ပြောဆိုသွားခဲ့တာဖြစ်ပါတယ်ခင်ဗျာ။ဒါကတော့လက်ရှိအချိန်မှာဂျော့ရှာဗန်နဲ့အလက်ဇန်ဒီပန်တိုဂျာတို့ရဲ့ပွဲချုပ်စကားသံလေးတွေကိုပြိသက်တွေစီတင်ဆက်ပေးခြင်းဖြစ်ပါတယ်ခင်ဗျာ။ဖိုက်တန်နေရာလုံးကတော့လက်ရှိအချိန်မှာအကောင်းဆုံးပုံစံမျိုးနဲ့လေ့ကျင့်ပြင်ဆင်မှုတွေလုပ်ဆောင်နေရရှိနေပါတယ်။ပွဲထုတ်ဖို့ တလာကျော်လုံးနေသေးသေးတိုင်ဖိုက်တာမြန်လုံးကလည်းတက်ဆိုင်ရဲ့နီးပြရင်းနဲ့အသေးအံကိုလေ့ကျင့်ပြင်ဆင်နေကြတာပါကျွန်တော်တို့မြန်မာကွန်ဆောင်ဖိုက်တာလေးအတွက်ကတော့ဒီဘက်ကတကယ်ကိုအရေးကြီးတဲ့ပွဲဆိုတာခဏခဏညှို့ဆူထားပြီးသားဖြစ်ပါတယ်ဒီဘက်မှာသာအကောင်းဆုံးပုံစံနိုင်မွေးယူပြလိုက်နိုင်ဂျိုးရှွာဖန် UFC ရဲ့ပထမအဦးဆုံးအမျိုးသားချန်ပီယံဆိုတဲ့ဂုဏ်ပုဒ်ကိုရရှိပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်တကယ်ကိုဂုဏ်ကြွအပြင်ကြီးမားလွန်းတဲ့ချန်ပီယံတရဖူကြီးကိုလည်းတိမ့်ပိုက်ခွင့်ရရှိမှာဖြစ်ပါတယ် ဘလို့ခင်းညင်းနေဖျောင်ကျော်ရှော်မန်ကဆွမ်းဆောင်ပြသွားမလဲဆိုတာတော့ကျွန်တော်တို့အနေနဲ့ဆက်လက်ဆောင်ကြည့်သွားကြရမှာဖြစ်ပါတယ်ခင်ဗျာကျော်ရှော်မန်ပါဝင်ထိုးသမဲ့ UFC 323ပြန်ပွဲကို UFC ကလာမယ့်ဒီဇင်ဘာလ9ရက်နေ့မနက်ပိုင်းမှာကျင်းပသွားမှာဖြစ်ပါတယ်ကျွန်တော်တို့မြန်မာပြည်သက်တွေအားလုံးနဲ့ကျွန်တော်တို့ချင်းဖိုင်တာလေးကိုတူတူအားပေးလိုက်ကြရမှာပါခင်ဗျာဘလို့ခင်းညင်းနေဖြစ်ပါစေဖန်နေနဲ့အကောင်းဆုံးပွဲတစ်ပွဲကိုဖန်နေနိုင်မယ်လို့ယုံကြည်ပါတယ်ခင်ဗျာ UFC မှာမြန်မာအလန်းနဲ့မြန်မာ UFC ရဲ့ချန်ပီယံခပတ်ကြီးနဲ့မြန်မာအလန်းကိုတွဲမြင်ရပါစေလို့လည်းတောင်းဆိုပြုပါတယ်ခင်ဗျာ ပြည်သက်တွေရဲ့ထင်မြင်စကြတွေကိုလည်း comment မှာဆွေးနွေးပေးခဲ့လို့ရပါတယ်ခင်ဗျာဒီကနေ့အတွက်တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲနောက်မနေ့ဒီမှာလေး MMA လောကနဲ့အကစားလောကကနောက်ဆုံးရစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးတော့မှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe မလုပ်ရသေးရင် subscribe လုပ်သွားကြလို့တောင်းဆိုပြရစေခင်ဗျာအားလုံးပဲတိုင်ရင်ပြန်ရှိမယ်ကောင်းတဲ့နေ့တစ်နေ့ကိုပိုင်းဆိုင်နေကြပါစေ